ဒီနေ့ပြောပြချင်တာကတော့မြန်မာနိုင်ငံကအတန်တိတ်စီခံရတဲ့ကပြားစရာတွေအကြောင်း အထူးသဖြင့်ကပြားစရာခက်သည်ရဲ့ဇလန်းပါပဲသူတို့ရဲ့စကားလုံးတွေကဘာကြောင့်မို့လို့အာနာရှိသူတွေအတွက်ဒီလောက်ကြီးမားရဲ့ချင်းချောင်းမှုတစ်ခုဖြစ်ခဲ့ရတာလေဒီအကြောင်းအရာကိုကပြားစရာခက်သည်ရဲ့အမတန်အားကောင်းတဲ့စကားတစ်ခုနဲ့ဆလိုက်ကြရအောင်သူတို့ကခေါင်းကိုပစ်တဲ့တော်လန်ရေးကနှလုံးသားမှာရှိတာမသိကြဘူး ဒီစကလုံးတွေကခန္ဓာရည်ရှိမှုနဲ့အတွဲစရဲ့ခွန်အားဆိုတဲ့အထက်ကအကြောင်းအရာကိုချက်ချင်းပဲပုံဖော်ပေးလိုက်တယ်လို့ပါပဲ။မင်္ဂလာပါဒီနေ့အဲကျွန်တော်တို့ဆွေးနွေးချင်တာက2020စစ်အာဏာသိမ်းပြီးနောက်ပိုင်းပေါ့နော်မြန်မာတော်လှန်ရေးကာလအတွင်းမှာအသက်ပေးခဲ့ရတဲ့အမှုပညာရှင်တို့အထူးသဖြင့်ကဗျာဆရာတွေဂျောင်းကို နိုင်ငံတကာတရင်ရမြစ်တွေနဲ့စုစည်းပြီးတော့အနိကလေးလာကြည့်ရဖို့ပါဟုတ်ကဲ့စိတ်ဝင်စားဖို့ကောင်းတာကလေဒီလို fancy ခံရပြီးတော့စစ်ကြော်ရေးမှာတည်ဆုံခဲ့တယ်လို့အတီးပြူနိုင်တဲ့အထင်ရှားဆုံးပုဂ္ဂိုလ်ကတော့ကြပြဆရာခက်တီဖြစ်နေတာပဲอืมဟုတ်တယ်တခြားဟိုဒီဆွေးနွေးမှုထဲမှာပါလာမဲ့ကြပြဆရာများစုကတော့စန္ဒပြပွဲဒီမှာအဖြစ်ခံရလို့တည်ဆုံခဲ့ကြတာများတယ်လေအဲ့ဒီကွာခြားချက်လေးကအရေးကြီးပါတယ်ဟုတ်ကဲ့ဒါဆိုကြပြဆရာခက်တီအကြောင်းအရင်ကြည့်ကြတာပေါ့ အရင်ကဇော်ထွန်းနော်1996ခွာဆိုတော့2020တက်မှာတက်45နဲ့ပေါ့သူ့ဘဝနောက်ခံလေကစိတ်ဝင်စားစရာပဲအင်ဂျင်နီယာတယောက်ကနေကပြားစရာဖြစ်လာတာဆိုတော့ဟုတ်တယ်အဲ့ဒါကသူ့ကပြားဒီကိုနားလေဖို့အရေးကြီးတဲ့ချက်ပဲသူကအင်ဂျင်နီယာအလုပ်ကိုဆွတ်လွတ်လိုက်တာအင်းပြီးတော့ကပြားရေးဖို့ကိုပဲရွေးချယ်တယ်ဆိုတော့မိသားစုစာဝတ်နေရေးတရကမုံရွာမှာကီမုံတို့ရေခဲကြောင်းတို့ရောင်းတယ်လေအော်ဟုတ်ကဲ့ လက်တွေ့ဘဝနဲ့တော်တော်နီးစပ်တဲ့တဘောကအဟွအဲ့တော့သူကပြားတွေကယူရှင်တယ်နည်းနည်းတဲ့အကြောင်းအရာတွေကိုလူအများနားလည်လွယ်တဲ့စကားလုံးတွေနဲ့ရင်းနှီးပြတာအဲ့ဒါကြောင့်လည်းဖြစ်မယ်တော်လန်ရစ်ကာလာမှာသူကပြားတွေကလူတူးကြအယံကိုပြန့်နှံ့ခဲ့တာသူကပြားတွေကအဓိကအကြောင်းအရာတွေကဘာဒီများလဲအဓိကတော့ဆီအာနာရှင်စနစ်ကိုစန့်ကျင်တာဖြစ်ပေါ့ဒါပေမဲ့အဲ့ဒီအောင်မှာအလွားရရှိသေးတယ်ဥပမာအကြမ်းမဖက်တဲ့ခွန်အားတို့တော်လန်ရစ်ရတဲ့သူစိတ်တက်ခိုက်မှမှုတို့ဟုတ်ကဲ့ပြော ကိုကျင့်တရားပေါ့မတရားမှုကိုရင်ဆိုင်တဲ့အခါကိုတောင်းဝင်ကိုယူရမယ်ဆိုတဲ့အတိမျိုးအဲ့ဒါတွေကိုသူကထိထိမိမိရေးခဲ့တာသူကပြားတွေကဖတ်လိုက်ရင်အမ်အတွေးကိုနေလက်တွေ့လှုပ်ချင်စိတ်ထစ်လာအောင်တွားပေးတယ်လို့ပဲသူရဲ့အထင်ရှားဆုံးကပြားတပုဆိုရင်တော့ရှင်တန်ချင်းရှင်တန်းပေါ့နော်အဲ့ဒီကစာသားတွေကတကယ့်ကိုပြင်းထန်ခဲ့တယ်အထူးသဖြင့်သူတို့ကခေါင်းကိုပြစ်တယ်တော်လန်ကြီးကဟလုံးသားမှာရှိတာမသိကြဘူးဆိုတာလေအဲ့ဒါတကယ်ကို iconic ထိထွားတာ the aim at head little do they know revolution lies in heart so bi nangareka ma ma pyo jar de ho da ga kabya san yong tat tat ma ho bu le tolan yi ye yong ji che ko te te pho pya lai da yop phai san ya blaw pe phi nai nai lut lat chin de sait tolan yi ye anit dara ko che mong lo ma ya bu so ra ko pya lai da be အဲ့ဒါကဖိနိတ်ခံရသူတွေတော့တော်တော်အားဖြစ်စေခဲ့မှာပဲတိတ်ချတာပေါ့အေး အေးကပြားစဲမှာမဲသူ့ရဲ့အတွင်းစိတ်ပြောင်းလဲလာပုံကိုရေးထားတာလဲစိတ်ဝင်စားဖို့ကောက်တယ်နော်အစားပိုင်းမှာအကျမ်းမဖတ်တဲ့အမှုပညာရှင်ပုံစံနောက်ပိုင်းကျတော့လက်နက်ကိုက်ဖို့စဉ်းစားလာတဲ့ပုံစံမျိုးဟုတ်တယ်ကပြားအစားမှာရေးထားတယ်လေငါတေနဲ့မပြစ်တတ်ဖူးတယ်ငါလက်ကဂီတာတီးခဲတာကပြားပဲရေးတတ်တာ မွေးနေ့ကပဲအလားချင်းတတ်တာဆိုပြီးသူ့ရဲ့ဟိုလေနူးညံ့တဲ့တဘာဝကိုပြတယ်อืมอืมဒါပေမဲ့အချင်းတွေကပြောင်းလာတော့ အခုငါလူတွေဒေနဖြစ်ခံရတယ်ငါကတော့ကပြားနဲ့ပဲပြန်ပြစ်နိုင်ခဲ့တယ်ဆိုပြီးအဲ့ဒါဟာမမျှတဘူးလို့ခံစားနေရတယ်ဆိုပြီးသူ့ရဲ့ခံစားချက်ပြင်းထန်လာပုံကိုရေးတယ်ဟုတ်ကဲ့နောက်ဆုံးမှာတော့ငါဒေနဖြစ်မယ်ဆိုတဲ့အဆုံးသတ်ဆုံးဖြတ်ချက်စီရောက်သွားတယ်အဲ့ဒါကအဲ့ဒီအချင်းကလူလူလူရှားဖို့တွေကလူတော်တော်များများရဲ့ခံစားချက်အပြောင်းလဲကိုကိုစားပြုနေတယ်လို့ပဲနော်အဲ့ဒီချပဲရင်းချစွာဆန္ဒပြတာကနေအကျံဖဖြစ်နေမှုတွေကြုံလာရတော့ လက်နက်ကင်ခုခံဖို့ကိုလည်းပြီးရွေးစရာမရှိတော့ဘူးလို့ခံစားလာကြတဲ့အခြေအနေကိုတော်တော်လေးထင်ဟစီတယ်။ဒီအချက်တီကြောင့်သူကပြားတွေကပုပ်ကိုရေးခံစားချက်ဆိုတာထက်ခိရဲ့မှတ်တမ်းတစ်ခုလို့ဖြစ်သွားတာပေါ့။သူ့ရဲ့နောက်ထပ်နာမည်ကြီးတဲ့စာသားတစ်ခုကမျိုးစစ်ဥပမာနော်။အေးဟုတ်တယ်။သူတို့ငါတို့ကိုမြေအုပ်မြို့ဖို့စ조사နေတယ်။ဒါပေမဲ့ငါတို့ဟာမျိုးစစ်တွေဆိုတာမသိကြဘူးဆိုတာလေ။ဟုတ် You try so hard to bury us underground because you don't know that we are the seeds. အဲ့ဒါလေသူတို့အားကောင်းလေပုံရိပ်တယ်။ဖိနှိပ်လေးပြန်ရှင်းထန်လေးဇွဲကောင်းလေဆိုတဲ့သဘောကိုပြတာ။မြန်မာနိုင်ငံအရင်လှရှားမှုတွေရဲ့စိတ်ဓာတ်ကိုပေးတင်ထနေတာပေါ့။ကြပြရတဲ့ပြင်သူ Facebook မှာမကွဲလွန်ခင်ရေးခဲ့တဲ့စာတစ်ပုဒ်ရှိသေးတယ်နော်။အဲ့ဒါကသူ့ရဲ့ကိုယ်ပိုင်ယက်တီချက်ကိုတော်တော်လေးရှင်းရှင်းလင်းလင်းပြရတယ်။ဟုတ်ကဲ့။အဲ့ဒါကသူ့ရဲ့ကိုကျင့်တရားဆိုင်ရာ ခံယူချက်ကို ပြတာ။သူရေးတာက ငါဟာသူရဲကောင်းဖြစ်ချင်မှာမဟုတ် အာသနီဖြစ်ချင်မှာမဟုတ်အားနေသူဖြစ်ချင်မှာမဟုတ်လူမိုက်ဖြစ်ချင်မှာမဟုတ်တဲ့อืมမတရားမှုကိုပန့်ပိုးချင်မှာမဟုတ်ငါမှအသက်ရှင်ဖို့တမိနစ်ပဲရှိရင်ဒီတမိနစ်မှာငါရဲ့ကိုကျင့်တရားကိုတန့်ရှင်းစေချင်တယ်တဲ့တော်တော်လေးပြတ်သားတဲ့ခံယူချက်ပဲဟုတ်တယ်သူရဲကောင်းတို့အာသနီတို့ရဲ့အရေးကြီးတာကကိုယ့်ရဲ့မန်ကန်တဲ့ယုံကြည်ချက် ကိုယ့်တစ်ခါကို နောက်ဆုံးအချိန်ထိစုတ်ကန်ထားဖို့ပဲဆိုတာကိုပြနေတာ အသက်အန္တရာယ်ကြားထဲမှာတောင်မတုံလောက်တဲ့စိတ်တပ်ပေါ့ဒါပေမဲ့1.4ကောင်းတာကဒီလိုကပြဆရာဟောင်း2021 Mailer 800ညအဖန်စီခံလိုက်ရတယ်ဟုတ်ပါတယ်သူဇနီးနဲ့အတူတူခေါ်သွားတာပြီးတော့သူဇနီးကိုပြန်လွတ်ပေးခဲ့ပေမဲ့သူကတော့ဆက်အဖန်ခံထားရတယ်ပြီးတော့နောက်တနေ့မနေ့မှာပဲဟုတ်တယ် Mailer 900နဲ့မနေ့မှာပဲသူ့ကိုမုံရွာဆေးရုံမှာတည်ဆုံးနေပြီဆိုပြီးမိသားစုကိုအလောင်းလာ ထုတ်ခိုင်းတယ်အဲ့ဒီအချိန်ကအာနာပိုင်တရားဝင်ထုတ်ပြန်ချက်ကတော့ နှလုံးရောဂါကြောင့်ဒေဆုံးလာလို့ဆိုတယ်။ဒါပေမဲ့မိသားစုကတွေ့ရှိခဲ့တာတွေကအဲ့ဒီထုတ်ပြန်ချက်နဲ့လုံးဝကိုကွဲလွဲနေတယ်လို့သတင်းတွေထုတ်ခဲ့တယ်နော်။အဲ့ဒါအဓိကအချက်ပဲ။မိသားစုဝင်တွေပြောတာတွေသတင်းမှတ်တမ်းတွေအရာဆိုရင်ရုပ်အလောင်းကိုပြန်ရတော့မျက်နာတွေခနာကိုမှာညိုမြေးတန်ရာတွေအများကြီးပဲ။ညင်ပါနှိပ်စက်ခံထားရတဲ့လက္ခဏာတွေတွေ့တယ်လို့ဆိုတယ်။အင်းပိုဆိုးတာကယင်ပတ်မှာခွဲစိတ်ထားတဲ့အရာကြီးရှိနေပြီးတော့ အတွင်းကလီစာတွေဖယ်ရှားခံထားရတယ်လို့မိသားစုကပြောတယ်။ဆိုတော့အာနာပိုင်တွေရဲ့နှလုံးရောဂါဆိုတဲ့အကြောင်းပြချက်ကိုမိသားစုကလုံးဝလက်မခံဘူး။ဒါဆိုစစ်ကြောရဲမှညင်းပန်းနေဆက်ခံရလို့တည်ဆုံးတယ်လို့ပဲယုံကြည်ကြတာပေါ့။ဟုတ်ပါပဲ။အဲဒီလိုပဲမိသားစုကယုံကြည်ကြတယ်။ဘာလို့လဲကြောက်စရာကောင်းတဲ့အခြေအနေပဲ။သူကအဲ့ဒီချိန်တုန်းကမုံရွာကနေတည်ဆုံးခဲ့ရတဲ့တတိယမြောက်ကပြားဆရာလို့လဲမှတ်တမ်းဒီမှာဖော်ပြကြတယ်နော်ဟုတ်ကြအဲ့ဒီအချက်ကလည်းစဉ်းစားဆရာပဲ အနာသိမ်းပြီးနောက်ပိုင်းမှာအဲ့ဒီလိုအတွေးခေါ်ပိုင်းဆိုင်ရာလွှမ်းမိုးနိုင်တဲ့ကြပြဆရာစာရေးဆရာအမှုပညာရှင်တွေကိုစနစ်တကျဖိမထမ်းဖိနေခံရသလားဆိုတော့ညွန့်ပြနေတယ်လို့ပဲဟုတ်ကဲ့အထူးသဖြင့်မုံရွာလိုတော်လိုင်းရေးအားကောင်းတဲ့မြို့မှာအဲ့ဒီလို ထိရှားတဲ့ကြပြဆရာတွေစတိုက်တည်ဆုံးခဲ့ရတာကကြောက်အောင်လုပ်တာလားဆိုရမေဟုံးထုတ်เสียဖြစ်လာတယ် ခတိဟဖီရကတော့အဖမ်းခံရပြီးတည်ဆုံးခဲ့ရတယ်ဆိုတာတည်ပြနိုင်တဲ့အနေထားပေါ့။ဒါမဲ့ခါတည်ဆုံးခဲ့တဲ့ကဗျာဆရာတွေလည်းရှိလေလို့အစာမပြောခဲ့ရလေ။သူတို့အချင်းတွေကခတိနဲ့ဘလို့กว่าလေ။ဟုတ်အချို့တည်ရင်မြစ်တို့မှာတော့စစ်ကောင်စီထပ်ဖြတ်ထဲတဲ့ကဗျာဆရာ6ယောက်လောက်ရှိတယ်ဆိုပြီးဖော်ပြလာတယ်ရှိတယ်။ဒါမဲ့အဲ့ဒါကိုနည်းနည်းသတိထားကြည့်ဖို့လိုတယ်။ဘယ်လိုမျိုးလဲ။အများစုကခတ်သေးလို့အဖမ်းခံရပြီးစစ်ကြောရဲမှာတည်ဆုံးလာမျိုးမဟုတ်ဘူး။ လမ်းပေါ်ကဆန္ဒပြဖို့ရမှာစစ်တပ်နဲ့ရဲကပစ်လို့တည်ဆုံခဲ့တာများတယ်။အဲ့ဒီကွာရဆက်ကိုရှင်းရှင်းလင်းသိထားဖို့အရေးကြီးတယ်။ဥပမာတယောက်လောက်ပြောပြလို့ရမလား။ဥပမာကဗျာဆရာကေဇွေးပေါ့။သူကထုံးဝရှင်းစစ်နေဖွာအသက်36နှစ်မှာဆုံးတယ်။မုံရကဗျာဆရာအစည်းအဝေးဖွာဝင်မယ်။အရင်ကပညာရေးလူရှားမှုတွေကြောင့်ထောင်ကျဟေဖူးတယ်။ဟုတ်ကဲ့။သူကထွန်ရက်တဆုံကမလာ3ရက်နဲ့မုံရဆန္ဒပြပွဲတခုမှာစစ်တပ်ရဲ့ပြစ်ခတ်မှုကြောင့် ကြာဆုံးခဲ့တာသူနောက်ဆုံးကြပြရက်ဆွဲကဖေဗူလာ23လို့ဆိုတယ်ဆိုတော့သူကဆန္ဒပြရင်ကြာဆုံးတာခက်သည်လို့အဖမ်းခံရမိမှမဟုတ်ဘူးအော် ဟုတ်ကဲ့နောက်တူကကြပြဆရာမကြည်လင်းအေးကလောင်နာမည်မိမင်းစင်နော်ဟုတ်ပါတယ်သူမကအသက်66နှစ်ဆရာမတူလည်းဟုတ်တယ်ကြပြဆရာမလည်းဟုတ်တယ်သူမလည်းကေဆွေးနဲ့တရက်တည်းပဲမလာ3ရက်နေ့မုံရဆန္ဒပြပွဲမှာပဲပြစ်ခတ်ခံရပြီးတည်ဆုံးခဲ့တာဟုတ်ကဲ့ သူမရဲ့နောက်ဆုံးဆန္ဒကခနာကိုကိုလူချင်တယ်လို့မှာခဲ့တယ်ဆိုပြီးတရားတယ်။သူမလည်းဆန္ဒပြပွဲသွင်းကြောက်ဆုံးခဲ့တာပဲ။ဒါဆိုရင်ကိစ္စဝင်နဲ့ဂျီလင်းအေရိုကဆန္ဒပြပွဲမှာဖိခတ်ခံရလို့တည်ဆုံးခဲ့တူတယ်။ခတိကကတော့အဖမ်းခံရပြီးနောက်တည်ဆုံးခဲ့တူဒီလိုခွဲတိဖို့အရေးကြီးတာပေါ့။တခြားနာမည်တွေလည်းဆိုင်ရင်ထဲမှာတွေ့တယ်လို့ပဲ။အေဆိုင်ခဲရောကိုရင်အေရိုမောင်ဖိုးတို့လို့လေ။သူတို့အကြောင်းကြတော့သူတို့နာမည်တွေကလည်းစစ်ကောင်စီလက်ချက်နဲ့တည်ဆုံးသူတွေဆေးမှာပါတယ်လို့ဖော်ပြကြပါပေမဲ့ ဘလိုအခြေအနေမှာတည်ဆုံးခဲ့တယ်ဆိုတဲ့တည်ဆဲ့အချက်လက်အထူးသဖြင့်အဖန်စီခံထင်းထင်းခံရချက်မှာတည်ဆုံးခဲ့သလားဆိုတော့ကိုအတီးပြုတ်ဟောခတ်တယ်။အင်းမြားစုကတော့စာနာပြဖွဲ့ဒီမှာပဲဖြစ်ဖြစ်တခြားတော်လိုင်းရဲ့လူရှာမှုတွေတွေ့မှာပဲဖြစ်ဖြစ်တည်ဆုံးခဲ့ကြဖွဲ့ရှိတယ်လို့ပဲယူရယူဆထားကြတယ်။ဒါကြောင့်အဖန်စီခံရပြီးစစ်ကြောရေးမှာတည်ဆုံးမှုအတီးပြုတ်နေတဲ့ကပြားဆရာအဖြစ်ခတိရဲ့ဖျက်ကပိုးပြီးတော့ထင်ရှားနေတာပါ။ရင်းနဲ့လူသူကိုအားပေးလုံဆောခဲ့တဲ့သူတွေကိုပစ်မှတ်ထားပြီးအတန်တိတ်အောင်စူးစမ်းခဲ့တဲ့ပုံစံကထင်ရှားတယ်လေ။ ဟုတ်ကဲ့ဂျာမေဘီခတိရဲ့ကဗျားတွေကတက်တည်ပြနေသလိုပဲလူကိုယ်တော့တက်လို့ရချင်ရမယ်သူတို့ခြံထားခဲ့တဲ့အတွေ့အခေါ်တွေအမှုပညာအမွေအနစ်တွေကတော့ဆက်ပြီးရှင်သန်နေအောင်ပါပဲခတိရဲ့အမွေကတော်တော်လေးကြီးမားခဲ့တယ်လို့ဆိုရမယ်သူကွယ်လွန်ပြီးနောက်ပိုင်းမှာတော့သူကဗျားစာသားတွေကိုကြိုက်ပြီးစန္ဒပြကြတာဆိုရှယ်မီဒီယာမှာပြန်ရှည်ကြတာအများကြီးပဲနော်သူကဗျားတွေကိုစူးပြီးစောင်းထုတာတွေတောင်ရှိခဲ့တယ်မို့လားမှန်ပါတယ်သူကဗျားတွေကတော်လိုင်းရဲ့အစစ်ပိုင်းတစ်ခုလို့ဖြစ်သွားခဲ့တယ် တော်လန်ရေးကနှလုံးသားမှာရှိတာဆိုတဲ့စကားအတိုင်းပဲအဲ့ဒီစိတ်တက်ကလူတွေရဲ့ယဉ်ထဲမှာဆက်ရှိနေတယ်ဖိနေမှုတွေကဂျိုပိုင်ဆိုင်ရာကိုချုပ်ချင်ချုံနေမယ်ဒါပေမဲ့အတွေ့အခေါ်နဲ့ယုံကြည်ချက်ကိုအမိကနဲ့ဖြတ်ဖို့လို့မလွယ်ဘူးဆိုတာကိုပြနေတာပဲ ဒီနေ့ဆွေးနွေးကြတာတွေကိုပြန်ကြည့်ရင်2021နောက်ပိုင်းမြန်မာနိုင်ငံမှာအဖမ်းဆီးခံရပြီးတည်ဆုံးခဲ့ရတဲ့ကဗျာဆရာခတ်တီရဲ့ဘဝသူ့ရဲ့အရေးပါတဲ့ကဗျာကြီးခိုင်မာတဲ့ခံယူချက်နဲ့ကြေကွဲဆရာတည်ဆုံးမှုအခြေအနေတွေကိုအထူးထားပြောခဲ့ကြတယ်။ဟုတ်ကဲ့။ပြီးတော့ဆန္ဒပြကွဲဒီမှာတည်ဆုံးခဲ့ရတဲ့ကဗျာဆရာကေဇွေးနဲ့ချီလင်းအီရူရဲ့ဖိယက်တီနဲ့နှိုင်းရှင်ပြီးအခြေအနေဘလောက်ွားချလဲဆိုတာကိုလည်းဆွေးနွေးခဲ့ကြပါတယ်။ဒီဖိယက်တီအားလုံးကအဲ့ဒီကာလရဲ့ကြမ်းတမ်းတဲ့လက်တွေအခြေအနေတွေကိုထင်ရှားစေတယ်။နောက်ပြီးတော့ဖိနှိပ်မှုတွေကိုစမ်းချင်ရမှာအမှုပညာရှင်တွေရဲ့အခန်းကဏ္ဍနဲ့ သူတို့ရဲ့ပိဆက်မှုတွေကိုလည်းမိမောက်ထိုးပြနေတာပေါ့မှန်ပါတယ်သူတို့ရဲ့တည်ဆုံမှုတွေကဆုံးရှုံးမှုကြီးတွေဆိုပေမဲ့သူတို့ရဲ့စကားလုံးတွေသူတို့ရဲ့စိတ်တက်တွေကတော့တော်လန်ရတဲ့အမွေအဖြစ်ကြံရစ်ထဲတယ်လို့ဆွန်းနိုင်ပါတယ်အဆုံးသတ်အနေနဲ့စဉ်းစားစရာလေးတခုချမ်းသာခဲ့ခြင်းပါတယ်ခက်တီရဲ့ငါမအသက်ရှင်ဖို့2မိနစ်ပဲရှင်ရင်ဒီ2မိနစ်မှာငါရဲ့ကိုချင်းတရားကိုတန့်ရှင်းစေခြင်းနဲ့ဆိုတဲ့ခံယူချက်မျိုးလीအ အဲ့ဒါကဒီနေ့အထိဆက်ပြီးရင်ဆိုင်နေရတဲ့အခက်ခဲတွေဖိနှိပ်မှုတွေကြားကနေခုခံတော်လှန်နေကြသူတွေရဲ့စိတ်တခွန်အားသူတို့ရဲ့ကိုကျင်တရားဆိုင်ရာယက်တီချက်တွေအတွက်ဘလို့အတေးပဲရှိနေနိုင်မလဲဒါကတော်တော်လေးလေးနဲ့တမိကုန်ပဲသူ့ရဲ့အဲ့ဒီခံယူချက်ကအတက်ထက်ကိုကျင်တရားကိုပိုတံဖိုးထားတဲ့စိတ်တက်ကိုပြနေတယ်ဘလောက်ပဲဖိနှိပ်ခံရပါစေကိုမန်ဒယ်လာယုံကြည်တဲ့အရာကိုစုပ်ကင်ထားခြင်းတဲ့စိတ်ပေါ့ဟုတ်ကဲ့ဒါကခုခံတော်လှန်မှုရဲ့အဓိကကြောရုပ်တစ်ခုဖြစ်နေမလား နောက်ပြီးသူပြောခဲ့တဲ့ငါတို့ဟာ မျိုးစေ့တွေဆိုတဲ့ဇကားလိုပဲဖိနိကလီပိုရှင်တန်လီဆိုတဲ့သဘောတရားကလက်ရှိအခြေအနေနဲ့ဘလို့ဆက်ဆက်နေမလဲအနာဂတ်အတွက်ဘလို့မျောလိချက်မျိုးကိုဒီနုပညာရှင်တွေရဲ့အမွေကပေးနေတယ်လဲဆိုတာကိုစပ်ပြီးတွေးစရာပါပဲ